ဇက်အနီး library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပြီးပြီးတနည်းအားဖြင့်ဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လူသူတွေအတွက်အထောက်ပံ့ဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီလိုမျှဝေပေးတဲ့နေမှာနိုင်ငံဘာသာလူမျိုးဖွဲ့စည်းစားတဲ့ဥတီရွေးချယ်မျိုးမရှိဘဲသတင်းအနေနဲ့သာပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့ဒီထဲမှာမှဒါကတော့လက်ရှိ Iran Israel ဘက်ကဆိုင်ရာသတင်းများ စုစည်းမှုဖြစ်ပါတယ် အီရန်အစ္စရေးပြည်ပကဆိုင်ရာသတင်းများစုစည်းမှုအပိုင်း20ဖြစ်ပါတယ်။ဒီနေ့မြောက်မဲ့အပိုင်းမှာကတော့အီရန်အစ္စရေးစစ်ပွဲရဲ့လက်လောအခြေအနေဆိုင်ရာဆက်ဆက်သတင်းတွေပြီးရင်တော့အမေရိကန်အစိုးရအမေရိကန်သမ္မတတို့ရဲ့စစ်ပွဲတစ်လျှောက်ပြောဆိုလှုပ်ဆောင်မှုတွေအီရန်အစ္စရေးစစ်ပွဲနဲ့ပတ်သက်လို့ရုရှားရဲ့သဘောထားနဲ့ပြောဆိုလှုပ်ဆောင်ချက်တွေနဲ့နောက်ဆုံးမှာကတော့နိုင်ငံအသီးသီးကအီရန်နဲ့အစ္စရေးမှာရှိနေတဲ့နိုင်ငံသားတွေကိုပြန်လည်ခေါ်ဆောင်နေမှုအကြောင်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ ။ AI Israel စစ်ပွဲရဲ့လက်လော့အခြေအနေဆိုင်ရာဆက်ဆက်သတင်းတွေပါ။ Israel နိုင်ငံရဲ့ဝန်ကြီးရဲ့ပြောကြားချက်အရ Iran ရဲ့တိုက်ခိုက်မှုအတွင်းမှာ Israel တောင်ပိုင်းမှာရှိတဲ့ Pikashiba Kasoroga Seyo ပြင်းပြင်းထန်ထန်ပျက်စီးသွားတယ်လို့သိရပါတယ်။ Israel ခေတ်ရဲ့သမားတွေက Iran ရဲ့နောက်ဆုံးတုံးကြီးတိုက်ခိုက်မှုအတွင်းမှာအနည်းဆုံး30နှစ်သေဆုံးခဲ့တယ်လို့ပြောကြားမှုလည်းရှိပါတယ်။ Iran ဘက်ကထုတ်ပြန်ချက်မှာတော့ဒုံးမြန်နေဟာအဲဒီ Seyo နဲ့ကက်လျက်မှာရှိနေတဲ့ Israel တပ်ဖွဲ့များကိုကိုယ်ကိုင်ဌာနချုပ်နဲ့ထောက်လှမ်းရေးဝန်ကိုပြစ်ကက်ခဲ့ခြင်းသာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။ Oxyx ရဲ့ဗုဒ္ဓနဲ့ရေးသားချက်အရ American သမ္မတကသူ့ရဲ့အကြံပေးတွေကိုအမေရိကန်မှာရှိနေတဲ့ Messex Ordnance Penetrator MOB GBU ဘုံးတွေလို့လည်းခေါ်ပါတယ် GBU 57လို့ဘုံးမျိုးပါ။အဲ့ဒီဘုံးမျိုးစားတွေဟာမြေအောက်မှာနရှိုင်းစွာတိဆောက်ထားတဲ့ Iran ရဲ့ Fordo Nuclear Scan ကို ထိုးပေါက်ဖြည့်ဆည်းနိုင်ခြင်းရှိမရှိ မေးမြန်းခဲ့တယ်လို့သိရပါတယ်။ Israel မှာက ပေါင်၃000အလေးချိန်ရှိတဲ့ဘန်ကာဖြတ်ဘုံးတွေမရှိသေးပဲနဲ့သူတို့ကိုတည်ဆောင်နိုင်တဲ့လေရင်တွေလည်းမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့ Photo Scan ပျက်စီးသေး၍ပြိပကအဆုံးသတ်မှာမဟုတ်ဘူးလို့ Israel ရာရှိတဲ့ဘက်ကအလေးထားပြောကြားမှုရှိပါတယ်။အဲ့ဒီ MOP တွေကိုတည်ဆောင်နိုင်တဲ့တခုတည်းသောဘုံးကျဲလေရင်ဖြစ်တဲ့ American B2 Sprigs လေရင်တွေဟာအဲ့ရှိတဲ့လေရင်တွေကလေရင်6စီးဟာအီရန်ကိုတိုက်ခိုက်နိုင်တဲ့အကွာအဝေးအတွင်းမှာရှိတဲ့ ပြည်ထောင်အမေရိကန်ပူတွဲ Diego Garcia အခြေစိုက်စခန်းမှာ နေရာချထားတယ်ဆိုပြီးတော့ Financial Times ကပေါ်ထူးနေမှာဖော်ပြခဲ့ပါတယ်။ဒီရန်ကတော့ Washington ရဲ့ဘယ်လိုစီးကျူးကျော်မှုကိုမဆိုအမေရိကန်အပေါ်ပြန်လည်ပြုပြင်မရနိုင်တဲ့ပစ္စည်းဆုံးရှုံးမှုတွေနဲ့တုံ့ပြန်မယ်လို့တတိပေးထားပါတယ်။အီရန်ခေါင်းဆောင်အလီကော်မနီကအီရန်ဟာဖိအားပေးမှုကိုရင်ဆိုင်ရမှာဘယ်သူမှညံ့ခံမှာမဟုတ်ဘူးလို့တုံ့ပြန်ခဲ့တယ်လို့သိရပါတယ်။ အီရန်ဘက်ကသတင်းအချို့အရအစောပိုင်းကာလကအီရန်ရာရှိကြီးတွေရှင်းလင်းခံရမှုမှာဆဲလ်ဖုန်းတွေကတဆင့်အစရေးဘက်ကခြေရခံတာလို့ပြောဆိုမှုမျိုးတွေတွေ့ရပြီးတော့အခုတော့ Bloomberg သတင်းဌာနရဲ့ရေးသားချက်မှာအီရန်ထောက်လှမ်းရေးတွေဟာအစရေးနေအိမ်တွေမှာတက်ဆင်ထားတဲ့ CCTV တွေကို hack လုပ်ပြီးတော့အဲဒီကတဆင့်စောင့်ကြည့်ပြစ်မှတ်ရှာထိရောက်မှုဆန်းစစ်နေတာဖြစ်တယ်ဆိုပြီးရေးသားလာခဲ့ပါတယ်လေဗနွန်နိုင်ငံမှာတော့အီရန်ကနေအစရေးကိုဖိလွတ်တဲ့ဒုံးမြင့်တွေကိုကြည်ရင်ပြုတ်လုတဲ့ဒုံးမြင့်ကြီးညစာစားပွဲတွေမှာ It's a wonderful time no need to run and hit စာသားပါတခြင်းနေခက်စားလာနေတယ်ဆိုပြီးသတင်းချို့ကပေါ်ပြတာကိုတွေ့ရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုက American အစိုးရနဲ့ American သမ္မတတို့ရဲ့ DEL Israel စစ်ပွဲတစ်လျှောက်ပြောဆိုလှုပ်ဆောင်နေမှုတွေပါ။ဒီနေရာမှာဒီစစ်ပွဲဆတာကနေအခုချိန်ထိ American နဲ့ American သမ္မတရဲ့ပြောကြားချက်နဲ့လှုပ်ဆောင်မှုတွေကိုပြန်ပြီးကြည့်ရင်စစ်ပွဲမဖြစ်ခင်၄ရက်လောက်အလိုဂျွန်လ၉ရက်နေ့က American သမ္မတ Donald Trump က Israel ဝန်ကြီးချုပ် ဗက်ဂျမန်နေတန်ယာဟူနဲ့ဖုန်းပြောဆိုရမှာဆွေးနွေးပွဲတွေဆွေးနွေးပွဲဆိုတာကအမေရိကန်နဲ့အီရန်ရဲ့နျူကလ িয়ার စီစဉ်ဆိုင်ရာဆွေးနွေးပွဲပေါ့အဲဆွေးနွေးပွဲတွေကိုနောက်ဆက်ဖြစ်စီမဲ့ညီတိလှုပ်ဆောင်မှုမျိုးကိုမဆိုရှောင်ကျဉ်မှုပြောကြားခဲ့တယ်ဆိုတဲ့သတင်းတွေ့ရပါတယ်အဲ့ဒါပြီးတော့စပွဲမဆခင်တရက်မှာတော့အီရန်နဲ့ကတ်နေတဲ့ဘက်ဒက်မှာရှိနေတဲ့မရှိဖြစ်လိုအပ်တဲ့အမေရိကန်တန်ယုံဝန်ထမ်းတွေကလွဲရင်ဂျန်တဲ့သူတွေကဘေးလွတ်ရာကိုပြောင်းရွှေ့ရမယ်ဆိုပြီးတော့ ဒေါ်နယ်ထရန့်ကညွှန်ကြားခဲ့ပြီးတော့ရှေ့လယ်ပိုင်းဒေသအတွင်းမှာရှိတဲ့အမေရိကန်တန်ယုံအားလုံးကိုတစိမ့်ဒေသရွှေ့ပြောင်းဖို့ဆက်လက်ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။ကာကွယ်ဝင်ကြီးပီဟက်ဆက်ကလည်းလုံခြုံရေးပြဿနာတွေကြောင့်အမေရိကန်စစ်တပ်မိသားစုဝင်တွေကိုအရှေ့လယ်ပိုင်းကနေဆန္ဒလျောက်ထွက်ခွာခြင်းကိုခွင့်ပြုခဲ့တယ်လို့ပြောကြားပါတယ်။နိုင်ငံရေးဝန်ကြီးဌာနကလည်းဒေသရင်းတင်းမာမှုမြင့်တက်လာတာကြောင့်အီရတ်ကနေပြီးတော့အရေးပေါ်မဟုတ်တဲ့အမေရိကန်ဆိုးရဝန်ထမ်းတွေထွက်ခွာဖို့အမိန့်ပေးပါတယ်။အဲဒီတော့ကမေရီသမရဒေါ်နယ်ထရန့်ကဒီလိုလှုပ်ဆောင်ချက်ပေါ်မှတ်ချက်ပြုရမှာ မေရိကန်နိုင်ငံသားတွေဒေတာတွင်းကထွက်ခွာဖို့အပြန်ပြုတ်ခဲ့ခြင်းကအနေနဲ့ရှိတဲ့နေရာဖြစ်နိုင်တာကြောင့်ဘာဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရမှာလို့ပြောကြားခဲ့တာကိုတွေ့ရပါတယ်။ဒီလိုနဲ့စစ်ပွဲစတင်ဖြစ်ပွားချိန်မှာတော့အစ္စရေးကအီရန်ပေါ်တစ်ပတ်သက်အရေးယူခဲ့တယ်။အီရန်ကိုတိုက်ခိုက်ရမှာအမေရိကန်နေနဲ့မပါဝင်ဘူး။အမေရိကန်ထိပ်တန်းဦးစားပေးကဒေတာတွင်းမှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေကိုကာကွယ်ခြင်းပဲဖြစ်တယ်။အစ္စရေးက တို့အနေနဲ့သူတို့ရဲ့ကုကုကိုကာကွယ်ရေးအတွက်လိုအပ်တယ်လို့ယူဆထားပုံရတယ်။တမနာထရက်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေဟာတပ်ဖွဲ့တွေကိုအမေရိကန်တပ်ဖွဲ့တွေကိုကာကွယ်ဖို့လိုအပ်တဲ့ခြေလှမ်းတွေကိုလှုပ်ဆောင်ခဲ့ပြီးဒေသတွင်းမိဖက်တွေနဲ့နီးကပ်စွာအဆက်အသွယ်ရှိတယ်။အီရန်ဟာအမေရိကန်အကျိုးစီးပွားဒါမှမဟုတ်ပုံကိုယ်တွေကိုပြစ်မှတ်မထားသင့်ဘူးဆိုပြီးတော့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုကအကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်ထွက်လာတဲ့သတင်းကတော့အီရန်ကိုတိုက်ခိုက်မဲ့စေးလှုပ်ရှားမှုအသစ်မှာပါဝင်မှုလွန်ခဲ့တဲ့နှစ်ရက်အတွင်း အစ္စရေးကအမေရိကန်ကိုတိုက်တွန်းခဲ့ပေမဲ့အမေရိကန်ဟာအဲ့ဒီလိုရက်ကိုထည့်သွင်းစဉ်းစားခြင်းမရှိဘူးလို့အစ္စရေးနဲ့အမေရိကန်တာဝန်ရှိသူကိုကိုကာဘီအောက်ဆီယက်သတင်းကဖော်ပြပါတယ်။ပြီးခဲ့တဲ့48နာရီအတွင်းအစ္စရေးကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အုပ်ချုပ်ရေးအဖွဲ့ကိုအစ္စလာမ်သမ္မတနိုင်ငံရဲ့နျူကလ িয়ার နဲ့စစ်ဖက်ဆိုင်ရာနေရာတွေတိုက်ခတ်ရမှာပူးပေါင်းပါဝင်ဖို့တောင်းဆိုခဲ့တယ်ဆိုပြီးအစ္စရေးအရာရှိနှစ်ဦးကသတင်း website ကိုပြောကြားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အီရန်ကိုအစ္စရေးတိုက်ခိုက်မှုအပြီးမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကြီးမားတဲ့တည်ဆုံမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပြီးပြီဒါပေမဲ့နောက်ထပ်ကြိုတင်စီစဉ်ထားတဲ့တိုက်ခိုက်မှုတွေကပိုပြီးရက်ဆက်ကြမ်းကြုတ်လာမယ်ဒါတွေကိုအဆုံးသတ်ဖို့အချိန်ရှိသေးတယ်အီရန်နေနဲ့ဘာမှမကြံတော့ခင်သဘောတူညီချက်တခုလောက်ကိုလုံးမရမယ်ဆိုပြီးသူ့ရဲ့ threat social media မှာပြောကြခဲ့ပါတယ်အဲ့ဒီသတင်းတွေနဲ့ဒူဘိုင်အမေရိကန်အရာရှိနှစ်ဦးကအီရန်ကြီးကအယတ်တူလာကမ္ပဏီကိုလုံခြုံမှုအစ္စရေးဘက်ကတင်ပြလာခြင်းကိုသမ္မတဒေါ်နယ်ထရန့်ကပယ်ချခဲ့တယ်လို့ CNN သတင်းဌာနကိုပြောကြားခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ် အဲနောက်ဂျွန်၁၉ရက်အစောပိုင်းမှာတော့အမေရိကန်သမ္မတ Trump ကအီရန်ဝေဟင်ကိုလုံးလုံးထိန်းချုပ်ထားပြီဖြစ်ကြောင်းအမြင့်ဆုံးခေါင်းဆောင်ဆိုတဲ့သူဘာမှပုံနေတယ်ဆိုတာကိုအတိအကျသိကြောင်းရေဂူရဲ့ပြစ်မှတ်ဖြစ်ကြောင်းနဲ့အခုချိန်တော့ရှင်းလင်းမှုမလုပ်သေးဘူးလို့ပြောဆိုကြောင်းပြီးတော့သူ့ရဲ့တိခတ်နိုင်မှုဟာနည်းလာပြီချွင်းချက်မရှိလက်နက်ချအညံ့ခံဖို့ဆိုပြီးတော့သူ့ရဲ့ Trust Social လူမှုကွန်ရက်မီဒီယာမှာရေးသားခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြန်ပါတယ်အဲဒီအချိန်မှာတော့ American Leading သင်္ဘော နမစ်ကအရှေ့လေပိုင်းကိုသွားနေတယ်လို့ပဲအမေရိကန်ရဲ့ကောင်းကင်စီပြေလင်းအစီ30ကလည်းအရှေ့လေပိုင်းဘက်ကိုပြောင်းရွှေ့နေရချထားနေတဲ့အချိန်ဖြစ်ပါတယ်ဒီလိုနဲ့အမေရိကန်ကလည်း C135 နဲ့ KC46 ဝင်းဟင်စီဖြစ်ဒင်းရင်ရအရှေ့လေပိုင်းကိုရောက်ရှိနေပြီဖြစ်တယ်လို့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့အနေနဲ့အီရန်နိုင်ငံကိုတိုက်ခိုက်ဖို့အစီအစဉ်တွေကိုအတည်ပြုခဲ့ပြီးပြီလို့သူ့ရဲ့လက်ထောက်တွေကိုပြောကြားခဲ့ကြောင်းနဲ့နောက်ဆုံးအမိန့်မပေးခင်အီရန်ဟာနျူကလ িয়ার အစီအစဉ်ကိုစွန့်လွတ်မလားဆိုတာကိုစောင့်ကြည့်နေသောသတင်းထပ်ပြီးထွက်လာခဲ့ပြန်ပါတယ် အဲ့လိုနဲ့အခုဂျွန်လ18ရက်နေ့ပြောဆိုမှုမှာတော့ American Tamara Trent ကအမေရိကန်ကိုပါဝင်ခိုင်းလို့လည်းရတယ်မပါခိုင်းလို့လည်းရတယ်သူပါလို့မယ်ဆိုတော့ဘယ်သူမှမသိဘူးဆိုတဲ့သဘောပါပဲဆိုပြီးပြောကြားလာခဲ့ပြန်ပါတယ်နောက်တစ်ပတ်ကတော့တော်တော်ကြီးကြီးမားမားဖြစ်လာမဲ့သတင်းဘက်ပါပဲလို့အသေးစိတ်ပြောကြားခြင်းမရှိဘဲနဲ့ဖြစ်ဆက်ပြောဆိုခဲ့ပါတယ်ဘာလို့အမလဲဆိုတော့ပတ်သက်လို့စိတ်ကူးတွေရှိတယ်နောက်ဆုံးဆုံးဖြတ်ချက်ကိုမချသေးဘူးအချိန်နေရပြောင်းလဲနေတာကြောင့်ဖြစ်မလာမီတစ်စက္ကန့်လောက်ကြာမှနောက်ဆုံးဆုံးဖြတ်ချက်ကိုချမှာဖြစ်တယ် အလို့သမီးစပွဲနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ချသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီထရန့်ရဲ့အခုနောက်ဆုံးပြောဆိုမှုမှာတော့တိတ်မွေးတဲ့အနာဂတ်မှာအီရန်နဲ့ညှိနှိုင်းဆွေးနွေးပွဲလုပ်နိုင်မှုအလားအလာရှိမလားမရှိဘူးလားဆိုတဲ့အချက်ပေါ်မူတည်ပြီးနောက်နှစ်ပတ်အတွင်းဆုံးဖြတ်ချက် ချမှာပါလို့ဆိုခဲ့တယ်ဆိုပြီးတော့အိမ်ပြီးတော့ပြန်ကြားရေးတောင်ကန်ကယ်ရိုလိုင်းလစ်ဗစ်ကဆင့်ပြောခဲ့ပါတယ်။ဒီကယ်ရိုလိုင်းလစ်ဗစ်ကအီရန်အနေနဲ့နှစ်ပတ်အတွင်းနျူကလ িয়ার လက်နက်ဖြန့်ချထားနိုင်တယ်ဆိုပြီးအခိုင်အမာပြောဆိုခဲ့တဲ့သူဖြစ်ပါတယ်။ သူကအီရန်နေနဲ့နျူကလ িয়ার လက်နက်တခုထုတ်လုပ်ဖို့အီရန်နိုင်ငံအကြီးအကဲအတွလာခမိနီစီကအတီးပြုတ်ချက်ပဲလိုတော့တယ်လို့ပြောခဲ့ပြီးလူသားမျိုးနွယ်တွေနဲ့တကဘာလုံးကိုချင်းချောက်အနေနဲ့ပြုတ်မဲ့ညူလက်နက်ကိုထုတ်လုပ်ဖို့နှစ်ပတ်ပဲလိုခဲ့တယ်လို့ပြောခဲ့တဲ့သူဖြစ်ပါတယ်။သူမကအီရန်ဟာနျူကလ িয়ার လက်နက်တခုပိုင်ဆိုင်ဖို့လိုအပ်တာမှန်သမျှရထားပြီးဒီလက်နက်ကအစ္စရေးအမေရိကန်နဲ့တကဘာလုံးကိုချင်းချောက်လာမှာဖြစ်တယ်လို့ဆိုခဲ့သူဖြစ်ပါတယ်။ ရုရှားလိုနိုင်ငံမျိုးပါဝင်တကမ္ဘာလုံးကအီရန်နေနဲ့နျူကလ িয়ার လက်နက်မပိုင်ဆိုင်သင့်ဘူးဆိုတာသဘောတူတယ်ဆိုပြီးတော့လေလီဗစ်ကထည့်သွင်းပြောကြားခဲ့ပြန်ပါတယ်။အင်မီရိုသတင်းစာရှင်းလင်းပွဲမှာသတင်းတော်တွေကညီနိုင်ဆွေးနွေးပွဲမှာတရုတ်နိုင်ငံပါဝင်ဖို့သမရထရန့်အနေနဲ့လိုလားမှုရှိသလားလို့မေးရမှာတော့လီဗစ်ကရုရှားသမရပူတင်နဲ့တရုတ်သမရရှီကျင်းဖိန်တို့ကဖုန်းဆက်စကားပြောစင်မှာအစ္စရေးနဲ့အီရန်ကိုအပြစ်ရက်ဖို့တိုက်တွန်းခဲ့ကြတယ်လို့ပြောသွားခဲ့ပါတယ်။ထရန့်ရဲ့ American Fox ညပေါင်း အဖွဲ့ကထရန့်ပေါ်လွှမ်းမိုးမှုရှိတဲ့စတီဗ်ဘန်နန်ကတော့အီရန်နျူကလ িয়ার စီစဉ်ကိုဖျက်ဆီးဖို့တန်တမန်အပြည့်ယူနဲ့မဖြေရှင်းပဲအစ္စရေးတိုက်ခိုက်မှုကိုအထောက်အကူပေးမဲ့အမေရိကန်ရဲ့ဘဲစစ်ဖက်စစ်စင်ရေးကိုမဆိုသတိပေးဆန့်ကျင်ပါတယ်။နောက်တစ်ချိန်အီရန်လိုနေရာမျိုးရနိုင်တော့မှမထင်နဲ့လို့ဆိုပြီးတော့2003လုံးကအမေရိကန်ပါဝင်တိုက်ခိုက်ခဲ့ပြီးအမေရိကန်နဲ့မဟာမိတ်တပ်ဖွဲ့ဝင်4,900လောက်ကြာဆုံးခဲ့တဲ့အီရန်စစ်ပွဲကိုရည်ညွှန်းပြောဆိုခဲ့ပါတယ်။အခုထရန့်ရဲ့နှစ်ပတ်ရွှေ့အစည်းအဝေးဟာ အီရန်ကစာချီအမဇိုင်းပြပြခဲ့တာရယ်လက်တမစာအနုပြုထိပ်ဖူးထုတ်ပြလိုက်တာရယ်နဲ့သက်ဆိုင်တယ်လို့ UK ကအမေရိကန်ကိုတန်တမာရေးရဖြောင်းဖြောင်းမှုတွေနဲ့လည်းသက်ဆိုင်နိုင်တယ်ဆိုတဲ့တွက်ဆမှုတွေလည်းထွက်ပေါ်လာပါတယ်ဒါကတော့ဖက်ခဲ့ရတဲ့သုံးသက်ချက်စောင်းပါတစ်ခုကိုပြန်လဲထုံထုံမြှောက်နေတာပါသူသုံးသက်ပြထားတာကအစ္စရေးကအမေရိကန်ကိုတိုက်တာနျူကလ িয়ার ကြောင့်မဟုတ်ပဲအစိုးရပြောင်းလဲရေးနဲ့ခုခံရေးဝင်ရိုး exact so resistant ကိုဖြိုခွဲဖို့အတွက်လို့ဆိုထားပါတယ် အစ္စရေးကောင်းဆောင်အနေနဲ့အီရန်ဟာနျူကလ িয়ার ရလုနီနီဖြစ်နေပြီလို့ဆယ်စုနှစ်သုံးခုမက ပြောကြားလာခဲ့တာလို့ဆိုပါရယ်ဒါနဲ့ပတ်သက်လို့နေတန်ညာဟုအနေနဲ့ CNN မှာပြောကြားခဲ့သမျှကိုစုထားတဲ့ဗီဒီယိုတစ်ခုလည်းဒီရက်ပိုင်းမှာထွက်ပေါ်နေပါတယ်ဒါနဲ့ပတ်သက်လို့မတ်လကအမေရိကန်မျိုးသားထောက်လိုင်းညွှန်ကြားမှုတူစီကဘက်ကစီးနှိတ်ထောက်လိုင်းကော်မတီရှေ့မှာ ထောက်လိုင်းရေးတိုင်ဝန်ကအီရန်ဟာနျူကလ িয়ার လက်နက်မတီးဆောက်ချောင်းဆက်လက်အကဲဖြတ်ထားပြီးတော့အမြင့်ဆုံးခေါင်းဆောင်အယတ်တိုလာအလီခါမီနီယာ2003လကရက်ဆိုင်ခဲ့တဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကိုခွင့်မပြုသေးဘူးလို့ထွက်ဆိုခဲ့တဲ့အချက်ရှိပါတယ်။ဒီသုံးသက်တဲ့သူထောက်ပြတာတခုကတော့အစ္စရေးအရာရှိတွေဟာအီရန်အနေနဲ့နျူကလ িয়ার လက်နက်ကိုနှစ်တေလတွေသုံးဖို့ရက်သက်တပတ်တွေအတွင်းထုတ်လုပ်တော့မယ်ဆိုပြီးမကြာခဏပြောခဲ့လေရှိပြီးဒါဟာတာမန်ကိစ္စတစ်ခုလိုတော့ဖြစ်နေပြီ။ဒါတွေရဲ့အဓိကပြဿနာက အခြားမဟုတ်ပဲ Hamas နဲ့ Hezbollah လို့အဖွဲ့အစည်းတွေကို Iran ကထောက်ခံနေတာကြောင့်ဖြစ်ပြီးတော့အဲ့ဒီအဖွဲ့အစည်းတွေက Palestine နိုင်ငံထူထောင်မှုကြိုးပမ်းနေသူတွေဖြစ်တဲ့အတွက်ကြောင့်လို့ဆိုပါတယ်။နောက်ထပ်သူထောက်ပြမှုတစ်ခုမှာတကယ်ဆိုရင်တကယ်ဆိုရင်တော့ American ပါလာတဲ့အဲ့ဒီမြောက်ဆက်ရုံပျက်စီးဖို့ကရောတေးကြသလားလို့မေးထားပြီးတော့ရီမြန်မာရှိတဲ့ဒုံးကြီးတူလောင်ယူတွေကို B2 ဘုံရက်လေရင်နဲ့မြေအောက်ခံတဲ့ဖြတ်ဘုံတွေတုံးပြီးကျဲချခဲ့တာမပျက်စီးခဲ့တဲ့အဖြစ်ရှိခဲ့တာကိုဥပမာပြခဲ့ပါတယ် ပြီးတော့အစ္စရေးကိုပိုင်ထောက်လိုင်းရဲ့အတိုက်အဝန်းနဲ့စစ်တပ်ထိတဲ့အရာရှိတွေကလည်းသူတို့ရဲ့လေတပ်တစ်ခုတည်းနဲ့အီရန်နျူကလ িয়ার စီစဉ်ကိုမဖျက်ဆီးနိုင်ကြောင်းသိရတဲ့ဒီစစ်ပွဲကိုစခဲ့တာလို့လည်းဆိုထားပါတယ်။သူရဲ့နောက်ဆုံးခံမှန်းချက်ကတော့အမေရိကန်ဝင်ရောက်လာပြီးအီရန်နျူကလ িয়ার စီစဉ်ကိုအကြီးအကျယ်ထိခိုက်နစ်နာစေခဲ့ရင်တောင်မှအီရန်ဟာအစီအစဉ်ကိုလုံးဝဆွတ်လွတ်မှာမဟုတ်ဘဲနဲ့တီရန်အနေနဲ့နောက်နှစ်အနေငယ်ကြာပြီးနောက်မှာဘုံကိုပြန်လဲတိဆောက်မှုရှိလာနိုင်မှာဖြစ်တယ်လို့သူက သုံးသပ်ထားပါတယ်။ ။ Okay နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Iran Israel စစ်ပွဲနဲ့ပတ်သက်လို့ Russia ရဲ့သဘောထားနဲ့ပြောဆိုလှုံ့ဆော်ချက်တွေပါ။ Iran ကိုတိုက်ခိုက်ဖို့ဆုံးဖြတ်ခြင်းဟာ Washington အတွက်ကြီးလေးတဲ့ဖာရွေးမှုဖြစ်လိမ့်မယ်ဆိုပြီးတော့ Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က RT သတင်းဌာနကိုပြောကြားခဲ့တယ်လို့သိရပါတယ်။ Islamic Democratic နိုင်ငံနဲ့ Israel တို့အကြာဖြစ်ပွားနေတဲ့ပြည်ပခမှာ American ကတိုက်ရိုက်ပါဝင်ပတ်သက်မှုဟာဒေသတွင်းအခြေအနေကိုပိုဆိုးသွားစေလိမ့်မှာဖြစ်တယ်လို့သူကကြေညာပေးခဲ့ပါတယ် ဒီလိုပြိပခမျိုးကဒေတာတစ်ခုလုံးကိုမီးလောင်တိုက်သွင်းနိုင်တယ်လို့ Peskov ကသတိပေးပါတယ်။ရုရှားဟာပြိပခကိုဖြေရှင်းရမှာအကူအညီဖို့အမြဲတမ်းအသင့်ရှိကြောင်းလည်းထပ်လောင်းပြောကြားပါတယ်။ပူတင်က Israel နဲ့ Iran နှစ်နိုင်ငံလုံးနဲ့ဆက်သွယ်ခဲ့ပြီးတော့ပြိပခဆက်တင်ပြီးတဲ့နောက်မှာလည်းနှစ်နိုင်ငံခေါင်းဆောင်တွေနဲ့စကားပြောဆိုခဲ့တဲ့ကမ္ဘာကောင်းဆောင်အနေငယ်တွေကတူးဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ Israel နဲ့ Iran နှစ်နိုင်ငံလုံးကဆက်လက်တိုက်ခိုက်ဖို့ဆုံးဖြတ်ထားစေဖြစ်တဲ့အတွက် လက်ရှိမှာတော့ဆွေးနွေးမှုတွေအတွက်အခြေခံအုတ်မြစ်က ဖြစ်နိုင်ခြေတားနည်းနေသေးတယ်လို့ Peskov ကပြောကြားသွားခဲ့ကြောင်းသိရပါဗျ။ရုရှားသမ္မတပူတင်ကိုအီရန်စစ်ပွဲကြောင်းမေးမြန်းတဲ့အင်တာဗျူးတစ်ခုမှာသမ္မတပူတင်ကအီရန်ကမိတ်ဆွေတွေကိုလေကြောင်းရန်ကာကွယ်စနစ်ပူးပေါင်းတိစောက်ဖို့ကမ်းလှမ်းခဲ့ပြီးမြက်အီရန်တို့ကစဉ်းစားနေစေဖြစ်တယ်။လက်ရှိချုပ်ဆိုထားတဲ့မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးစာချုပ်မှာကာကွယ်ဆိုင်ရာအချက်အလက်တွေ မပါဝင်ဘူးအဓိကအချက်ကတော့အီရန်ဘက်ကအကူအညီတောင်းဆိုထားမှုမရှိသေးဘူးလို့ဖြေကြားခဲ့ကြောင်းသိရပါတယ်ရုရှားသမ္မတဗလာဒီမီယာပူတင်ကတရုတ်သမ္မတရှီချင်းဖြစ်တဲ့ဂျာမနီနေ့ကအရှေ့လယ်ပိုင်းပြည်ပကပို့ဆိုးလာတဲ့ကိစ္စကိုအဓိကထားဆွေးနွေးခဲ့ကြပြီးတော့မော်စကိုအနေနဲ့အီရန်နဲ့အစ္စရေးကြားဂျာဝင်ဆက်ဆက်ပေးဖို့အသင့်ရှိနေတယ်လို့ခရမလင်နန်းတော်ဘက်ကပြောကြားပါတယ်မူဝါဒဆိုင်ရာအကြံပေးယူရီဦးရှေဖ်ကော့ဖ်ကမော်စကိုနဲ့ပေကျင်းဟာအကြက်တဲပေါ်ချင်းကပ်ပုံချင်းတူတယ်လို့သတင်းထုတ်တွေကပြောခဲ့ပြီး ခေါင်းဆောင်နှစ်ဦးလုံးကကုလသမဂ္ဂဘရင်ဂျင်စာတန်းနဲ့အခြားဥတွေစီမင်းတွေကိုချိုးဖောက်တဲ့အစ္စရေးရဲ့လုပ်ရက်တွေကိုပြင်းထန်စွာရှုတ်ချတယ်လို့ထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်။အဲဒီပြင်မော်စကိုရောပေကျင်းရောနှစ်ဦးလုံးကလက်ရှိချိန်ဒီဒါမှမဟုတ်အီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်တဲ့ပြဿနာတွေအတွက်စည်ရင်းရဖြည့်ရှင်းနည်းမရှိဘူးလို့အခြေခံအဖြစ်ယုံကြည်ပါတယ်။ဒါကိုနိုင်ငံရေးတန်တမန်ကြီးတွေနဲ့သာဖြည့်ရှင်းရမှာပါလို့ဆိုပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကဗလာဒီမီယာပူတင်ဟာအစ္စရေးရဲ့အီရန်ပေါ်တိုက်ခိုက်မှုတွေအပြီး အီရန်သမ္မတနဲ့အစ္စရေးဝန်ကြီးချုပ်တို့နဲ့ပါဖုံးပြောဆိုမှုရှိခဲ့တယ်လို့ရှီကိုအချင်းချုပ်ပြောပြခဲ့တယ်လို့လည်းဆိုပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။အဲဒါကတော့နိုင်ငံတီးတီးကအီရန်နဲ့အစ္စရေးမှာရှိနေတဲ့နိုင်ငံသားတွေကိုပြန်လည်ခေါ်ဆောင်နေမှုပါ။ဆိုပိုင်းကာလတွေတုန်းကရုရှားအမေရိကန်တရုတ်တို့ကသူတို့နိုင်ငံသားတွေအီရန်ကထွက်ခွာဖို့ပြောဆိုထုတ်ပြန်မှုတွေအကြောင်း ညှဝေခဲ့ပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့ရက်ကတွင်ဂျပန်နိုင်ငံရဲ့ဝန်ကြီးဌာနကလည်းသတိပေးချက်အဆင့်ကို အမြင့်ဆုံးထိတင်ခဲ့ပြီးတော့အီရန်မှာရှိနေတဲ့သူ့ဂျပန်နိုင်ငံသား300လောက်ဘေးလွတ်ရာရွှေ့ပြောင်းမှုတိုက်တွန်းနေပါတယ်။ဩစတြေးလျကအီရန်မှာရှိနေတဲ့သူ့နိုင်ငံသား1500ဝန်းကျင်ကိုအစ္စရေးမှာရှိနေတဲ့သူ့နိုင်ငံသား1200ကျော်ကိုခေါ်ဆောင်မှုကြိုးပမ်းနေပြီးတော့ပြစ်ခတ်မှုတွေရှိလာကြောင်းခက်ခဲအန္တရာယ်များတယ်လို့ဆိုပါတယ်။ အမေရိကန်တန်ဘက်ကတော့အစ္စရေးနိုင်ငံဆိုင်ရာအမေရိကန်တန်ဘက်ကတော့ဂျွန်၁၈ရက်မှာအမေရိကန်နိုင်ငံသားတွေကိုလေကြောင်းရေကြောင်းတွေနဲ့ခေါ်ဆောင်မဲ့အစီအစဉ်တွေကိုကျင်းပခဲ့ပါတယ်။ချက်ကာကွယ်ဝန်ကြီးဌာနကတော့အစ္စရေးလေပိုင်နဲ့ပိတ်ထားတာကြောင့်စစ်လေယာဉ်ဆီလွတ်လို့မရဘူးလို့ပြောကြားပြီးဂျွန်၁၈ရက်မှာချက်နက်စလိုဗက်ကီးယားတို့ကသူတို့ရဲ့နိုင်ငံသား182ဦးကိုနေဆက်တိရှေ့ချင်းဖျက်ရှောက်စေခဲ့ပြီးအစုအလေအနေနဲ့နေရက်ကိုပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ ဂရိကတော့နိုင်ငံသားအများပြားဖြင့်သူ့ရဲ့နိုင်ငံသား105ဦးကိုအီဂျစ်ကနေတဆင့်ပြန်လည်ခေါ်ယူခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အဲလိုပဲဘူလ်ဂေးရီးယားကလည်းသူ့နိုင်ငံသား148ဦးကိုပုဂ္ဂလိကပိုင်းလေယာဉ်နဲ့ဂျွန်18ရက်မှာဘူလ်ဂေးရီးယားမြို့တော်ကိုပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ဒီတိုင်းပဲဂျာမနီအစိုးရကလည်းဂျွန်18ရက်နဲ့19ရက်တို့မှာဂျော်ဒန်ကနေတဆင့်ပြန်တမ်းမဲ့လေယာဉ်ခီးစင်တွေကိုစီစဉ်ပေးခဲ့တယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။ ပိုလန်နိုင်ငံကလည်းသူ့ရဲ့နိုင်ငံသားတွေတဲကနေပြီးတော့ပထမဆုံးသောနိုင်ငံသားတွေကဂျွန်16ရက်မှာပြန်ပြီးရောက်ရှိလာမယ်လို့ဆိုထားပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့အီရန်အစ္စရေးစစ်ပွဲနဲ့ပတ်သက်လို့မျှဝေခြင်း အပိုင်း20ကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ရဲ့မျှဝေပေးမှုတွေကိုနားဆင်ပြီးနေတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။